ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်မှာရှိတဲ့နတ်မော်ချန်ကူတရာချင်းကက်လန်ဟာဆောက်လုပ်ပြီးနှစ်လအတွင်းမှာပဲပြိုကျပျက်စီးသွားခဲ့တယ်လို့ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကသိရပါဗျ။ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်မှာရှိတဲ့နတ်မော်ချန်ကူတရာချင်းကက်လန်ကို2018ဘဏ္ဍာနှင့်ပြည်နယ်အစိုးရဘတ်ဂျက်7300နဲ့ တောင်ကုန်းမြို့က Golden Royalty Company ကတောင်ဝင်ယူတိစောက်ခဲ့တယ်လို့သိရပါတယ်။အခုနှစ်မေလအတွင်းကတိစောက်ခဲ့တဲ့နတ်မော်ဇီးကိုင်းတောင်တရာဇီးကိုင်းတောင်ဘက်အထံအလျား188ပေအကျယ်ပေ90ရှိတဲ့မြေသားချင်းကက်လန်းဟာစတင်တိစောက်ပြီးနှစ်လအတွင်းခိုင်ခန့်မှုမရှိတဲ့အတွက်ပြိုကျပျက်စီးသွားခဲ့တယ်လို့နတ်မော်ကြီးရွာအုပ်ချုပ်ရေးမှူးဦးစိုးအောင်ထွန်းကအခုလိုပဲပြောပါရယ်။ကျွန်တော်အခုဒီတော့ဒီစောက်ပြီးတွေလေကျေးဇူးတင်မှန်းနိုင်ငံတော် ်အခုကျွန်တော်တို့ဒီနေ့ဆိုလို့ရှိရင်2018 2017ဘက်ဂျင်ဖြစ်မှာလေကျွန်တော်တို့ဒီ direction ကလည်းနေပါတယ်ဒါပေမဲ့ direction ကလည်းပါတော့အခု2018 2019 2019 2019 2019ကနေဘက်ဂျင်ဖြစ်ပါတယ်ဒါတို့ကဒီဝိုင်းကြီးကလောက်တာဒီဝိုင်းကြီးကခိုင်ခတ်မှုမီးပဲလမ်းကြရတယ်လမ်းကြရတဲ့ကကျွန်တော်တို့ data က loyal line နဲ့လောရတဲ့လူကလူကူပြီးသူကိုညီဖို့တဲ့ခါလေးဆိုညီကြီးကိုသူတူတူပြီးဖို့တဲ့ခါလေးဆိုညီကြီးကိုအောက်ကိုဒိုလာလုံးဝမနေသေးဘူးအမားမရဘဲဒီလိုပဲအပိုဆက်ကလောက်လောက်ပြီးတော့ဖားခဲ့ရတဲ့ခါကျတော့အခုကျွန်တော်မွေးရတဲ့ခါနဲ့ဒီကြီးလမ်းကြတော့တယ် တို့ဒီအရေးမလိုင်းခင်ကျွန်တော်တို့တလင်မြင်တတ်မှုရွာလက်ဖောက်မယ်ဆိုပြီးကျဲလက်ကစီပင်ကလူနေနဲ့ဒီစီပင်ဝိုင်းဦးမဲအောင်မြို့နယ်အခုအုပ်စုမလိုင်းတဲ့အခါဒီအရေးလမ်းမဲလို့ခရိုင်ဦးစီးကကိုနာပြောတယ်ပြောတဲ့အခါသူတို့ကဒါဟိုစီပင်ဝိုင်းကိုတိုင်းကနေပြီးတော့ဒါဟိုမင်းတို့အောက်ကတိုက်ထောက်တောင်းထားပွေးတောင်းထားပွေးပါတိုက်ကောက်ပွေးပါဆိုပြီးပြောလိုက်တဲ့အခါသူတို့ကကားပြီးမယ်လို့ဆိုပြီးအခုသူတို့လာတယ်လည်းမကြည့်ဘူးအခုသူတို့ဒီရပြောရဲကုန်ပြလုံးဝလှည့်လည်းမကြည့်ဘူးလာလည်းမလာဘူးအခုဆိုလို့ကျွန်တော်ဒေသအရပေါ်လေးလာနေတယ်သူတို့လည်းအဖြစ်ဖြစ် ကြနေပြီဘာလို့ပစ္စည်းပစ္စည်းရဆိုကုန်တွေ့အခုဒီမှာဟိုနွေခါဆိုတော့ကျွန်တော်ကိုယ့်အနေကိုစပွားနေပါတယ်တိုက်လို့ရတယ်ပုံပေးနေပါတယ်နဲ့ဒေသဖြစ်ပစ္စည်းတွေပို့လို့ရတယ်အခုဒီရယူလာတကဘာမှပို့လို့မရဘူးပြောတယ်ချင်းကလန်တီဆောက်ရမှာတန်ကူကွန်ကရစ်မတုံးမဲအုံနဲ့ဘီးလက်မြေကိုသာတုံးဆွဲခဲ့ပြီးနေရတဖက်စီတီဆောက်ခါမြေသားဖို့ပြီးဆောက်လုပ်ထားတဲ့အတွက်ချင်းကလန်ဟာခိုင်ခန့်မှုမရှိပဲမိုးရွာသွန်းချိန်မှာမိုးရေဖိအားနဲ့မြေသားကြက်သိမ့်မှုတန်ကိုမခံနိုင်မဲပြိုကျခဲ့တာဖြစ်တယ်လို့နတ်မော်ကြီးရွာမှာနေထိုင်တဲ့ဒေသခံတို့ကအခုလိုပြောပါရယ် ရှိကလာဒီရှိကန်ဒီတိုင်ကိုဒီမောင်းကိုသူတတမကြီးစီတဲ့ကြောင့်တမိတ်ပြန်မသူကဒီအုတ်နံရဲ့အုတ်နဲ့ဗီလာမင်နာပဲသူကညာအုတ်ဒီတိုင်းကြည့်တယ်ပြေးပြီးမှရဲ့ကြောမှာပိုင်လုံးရှာရဲ့ရောက်ပိုင်လုံးရှိအာကပိုင်လုံးရှာပြီးအုတ်ဒီတိုင်းကြည့်တယ်ဒီတူတိုင်းပဲရဲ့အုတ်ဆိုင်ကြောမှာသူကမီးဖို့ရေမီးဖို့ရေဒီကြောင့်ကျွန်တော်ကမြန်မာကဒီမီးဖို့လိုက်တဲ့ကြောင့်မိုးရဒီခါ မို့တော်လူကြီးဒီမီးတင်းတိုက်စီကြောင်ဒီတဲ့အုံဆိုင်ကြီးမှန်စီတန်သာလေးတန်တန်စီတန်ဝဲလေးမှာပါပြီနဲ့အုံနဲ့ဘီလက်မြောက်တဲ့ကြောင်ဒါကြီးကလမ်းကြတော့ကိုသွားဟိုဒီဘက်တို့မဲတို့မဲဒါမဲ့ဟိုဒီသူတို့တက်တယ်လူတို့ကြာတယ်တော့မတော်ဟန်တို့လည်းမပြုတ်ကျွန်တော်မပြုတ်လို့မပြုတ်ပြလာပြင်းနေပါလေဒါကြောင့်ဒါကြီးကကျွန်တော်ပြုတ်အောင်ကျွန်တော်ထင်သလို့ မို့လို့ဟာနဲ့ဒီအုတ်တန်းကြီးဟာလိုကြလက်အောင်မရပါဘူး။ရခိုင်ပြည်နယ်တန်တွဲခရိုင်တောင်ကုန်းမြို့နယ်မှာရှိတဲ့နတ်မော်စည်းကိုင်းတောင်ချောင်းကူတရာဟာအရှိပေ300ရှိပြီး2015-2016ဘဏ္ဍာနှင့်ပြည်တော်စုဘတ်ဂျက်ကျပ်သိန်း4000နဲ့ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကတောင်းယူတည်ဆောက်ခဲ့တာဖြစ်ပါတယ်။